တနိုင်းမြို့နယ်လီဒိုလန်တချောင်းမှာစစ်ကောင်စီထိုးစစ်ကြောင်းတိုက်ပွဲပြင်းထန်နေသလိုဗမော်မြို့ကိုလည်းနေ့စဉ်ဗုံးလုံးရီ30ဝန်းကျင်ထိလေကြောင်းကနေကျင်းနေတယ်လို့ KIO ဘက်ကပြောပါတယ်ထအောင်သတင်းပေးပို့ထားပါတယ်ရှင် KIA တိုင်းနဲ့ဆက်ဌာနချုပ်ရှိရာကချင်ပြည်နယ်တနိုင်းမြို့လီရိုလမ်းမတစ်ချောင်းမှာစစ်ကောင်စီနဲ့တိုက်ပွဲတွေပြင်းထန်နေတယ်လို့ KIA သတင်းပညာရေးဘက်ကပြောပါရယ်။အေဗီလာ၁၄ရက်နေ့မှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်ကောင်စီဘက်က လေကြောင်းကနေတိုက်ခိုက်တာတွေရှိခဲ့တယ်လို့လည်းဆိုပါတယ်။အပြီးလောက်15ရက်နေမှာလည်းတိုက်ပွဲကဆက်ရှိနေဆဲဖြစ်တယ်လို့လေကြောင်းတိုက်ခိုက်မှုတွေကလည်းဆက်ရှိနေဆဲပဲလို့သိရပါတယ်။စစ်ကောင်စီနဲ့ပြည်သူ့စစ်ပူပေါင်းတပ်တွေဘက်ကထိုးစစ်ဆင်နေတာကြောင့်အခုလိုတိုက်ပွဲတွေပြင်းထန်နေတာလို့လည်း KNO သတင်းပညာရေးတာဝန်ခံဘုံမကြီးနော်ဘူးကပြောပါတယ်။ဒီလိုလမ်းကြောမှရှိတဲ့ UAD မှာလည်းအဲဘာသာမျိုးဘာသာစကြောင်းတွေပြဿနာနေရာယူထားတာလည်းရှိပါလေ အဲ့ဒီဟာပါလေသူကပုံရှင်းတာဒီလေရှိပါလေအဲ့ဒီမင်းကတော့ဖြစ်တာတော့အဲ့ဒီလူစုလမ်းကြောင်းကြီးတော့အခြေအနေဖြစ်နေပါတော့နော်အခြေအနေရှိပါလားဟုတ်ကဲ့ဒီနေ့အဲ့ဘက်ဘတ်စမဆိုင်ပေါ်တော့ရှိပါလေတော့လေကြောင်းနဲ့တိုက်ခိုက်တဲ့ဒီနေ့ပိုင်းမှာလည်းလေကြောင်းနဲ့ပုံရှင်းတာတော့ပုံကျတာရှိပါလားဒါပြင်ပမော်မှာလည်းတိုက်ပွဲတွေကဆက်ရှိနေသလိုစစ်ကောင်စီဘက်ကနေတိုင်းဘုံအလုံးကြီး30ဝန်းကျင်အထိ လေချောင်းကနေကျဲချနေတယ်လို့ဘုံမကြီးနော်ဘူးကပြောပါတယ်။ဒါကြောင့်တပတ်အတွင်းစစ်ကောင်စီရဲ့လေချောင်းကနေဘုံကျဲတိုက်ခိုက်မှုကရချီရှိနေပြီဖြစ်ပြီးစုစုပေါင်း200ဝန်းကျင်အထိရှိနိုင်တယ်လို့ဆိုပါတယ်။လေချောင်းတိုက်ခိုက်မှုတွေကြောင့်ပျက်စီးဆုံးရှုံးမှုအသေးစိတ်ကိုမသိရသေးပါဘူး။ဒါပြင်အင်တော်ကြီးဘက်မှလည်းစစ်ကောင်စီရဲ့လေချောင်းတိုက်ခိုက်မှုတွေကဆက်ရှိနေပါတယ်။ဘုံကျဲမှာကတော့တကယ်ကိုတော့အချင်းပေါင်းဆွေးနွေးတာလူပေါင်းပေါ့30 40အဲ့ဒီဘုံကျဲတာရှိပါရဲ့။ တော့ဟိုပါဟိုကကျွန်တော်တို့ဂျင်းတို့ချိပဲမှလည်းဒီတစ်ပတ်ပေါ်တွေ့ဟောဒီခေတ်ကပတ်ပေါ်အဲတို့တွေမှာပတ်ပွဲတွေရှိတယ်အဲဘုံကျဲလည်းရှိတယ်လေကျောင်းလည်းဘုံကျဲလည်းရှိတယ်ဟုတ်အဲဒီအကျော်နေရာဒီပါတော့အရှိလောက်ပါလေစစ်ကောင်စီဘက်ကတဘာဝပေးအနေနဲ့ဂျုံနေရတာကြောင့်အပြစ်ခတ်ရဲစဲကြောင့်ဂျင်းညာထားပေမဲ့ထိုးစစ်တွေမရက်သလိုလေကြောင်းတက်ခိုက်မှုလည်းဆက်လုပ်နေတာဖြစ်ပါတယ်ကျွန်တော်ထားအောင်ပါ